စေတော်တိုင်းကိုပါလူဝဆန္ဒနှလုံးတော်ရဲပြေဝနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်အသားသမီးများအတွက်အကျိုးရှိရာရှိကြောင်းဂန္ဓိယလက်ဆောင်ရေရာလေးတွေကြိုးစားတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမယ့်ဂန္ဓိယလက်ဆောင်ရေရာလေးကတော့ ိုက်ခန်းအိမ်ကန်းငှားထွက်လို့တဲ့အချိန်မှာတိုက်ခန်းအိမ်ကန်းတွေငှားကျင်နေပေါ့ဗျာအဲ့လိုငှားရအမြန်ထွက်စီမဲ့ဂံကြီးရလက်ဆောင်ရေရလေးပဲဖြစ်ပါလေခင်ဗျာအလုံးမဲ့ရေရလေးကတော့ခက်ခက်ခဲခဲမဟုတ်ပါဘူးဗျစက်ကူတရွက်ပေါ်မှာလဲဘိန်းပုံစံလေးဆွဲရမယ် ကိုဆွဲရတယ်လို့ဆွဲတာလဲပိန်လေးဖြစ်ရင်ပြီးတော့ကိုမဆွဲတယ်လဲကလေးတွေကဆွဲခံလိုက်လဲပိန်ပုံစံလေးဆွဲပြီးပြီဆိုရင်တော့အဲလဲပိန်ရဲ့တော့တဲတော့ခေါ်ပါဘောနော်လဲတော့ကြားလေးတွေမှာလွတ်နေတဲ့နေရာလေးတွေမှာပေါ့ကျက်ရှိကလေးတွေလိုက်ရေးရကျက်ရှိကလေးတွေလိုက်ဆွဲပြီးပြီဆိုရင်တော့အဲ့ဒီစက်ကူပေါ်မှာအစားတော့တခုခု တင်ပြီးတော့ကျွတ်ပေါ်တဲ့နေရာမှာချပြီးတော့စူတောင်းရပါတယ်ကအဲအဲ့လိုလုပ်လိုက်ချင်းအားဖြင့်ကျွန်တော်မိတ်ဆွေခုနှစ်သားပြီးပေါင်းအိမ်ခန်းငှားကြည်နာတွေတိုက်ခန်းငှားကြည်နာတွေအမြန်ငှားရဖတ်စီပါလိမ့်မယ်တဲ့ခကြားကြည့်ကျွန်တော်မိတ်ဆွေခုနှစ်သားပြီးပေါင်းဒီရည်ရည်လေးကိုပြုလုပ်ခြင်းအားဖြင့်တိုက်ခန်းအိမ်ခန်းတွေ အမြန်ငှားရပါသည်ဘေးငင်းကျမ်းမှာချမ်းမြေ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒများလဲပြေဝတော်မူနိုင်ကြပါသည်ခမညာ